မြန်မာနိုင်ငံအနေနဲ့အယောပအာဆာစီးပွားရေးတမက EAEU မှာဖွဲ့ဝင်နိုင်ငံဖြစ်ဖို့လေ့လာနေတယ်လို့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမောင်လှိုင်ဦးဆောင်တဲ့ကိုစလေဖွဲ့ဟာဘီလာရုနိုင်ငံမှာကျင်းပတဲ့အယောပအာဆာ EES စီးပွားရေးဖိုရမ်တက်ရောက်ခဲ့ပြီးမြန်မာပြည်သို့ပြန်ရောက်ချယ်မှာပြောကြားခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့ဒီ EAEU ရဲ့ပေါ့နော်ဒါအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် EAEU ရဲ့ကျွန်တော်တို့ဒါလေးလာခွင့် ရရှိတဲ့နိုင်ငံလေးလာသူနိုင်ငံဖြစ်ဖို့အတွက်ကျွန်တော်စူးစမ်းဆောင်ရွက်နေပါတယ်။ဒါစူးစမ်းဆောင်ရွက်မှုလည်းအောင်မြင်နိုင်လိမ့်မယ်လို့မြင်ပါတယ်။ EU အဖွဲ့အနေနဲ့လည်းဒါမြန်မာနိုင်ငံပေါ့နော်တိုက်ဆိုင်ရာနိုင်ငံတွေပြောရုရှားတို့ဒါနိုင်ငံတွေနဲ့လည်း EU အဖွဲ့ဝင်နိုင်ငံမြန်မာနိုင်ငံကိုဒါစူးစမ်းလက်ခံတယ်လို့ကျွန်တော်တို့ မြင်ပါတယ်ခင်ဗျာဆိုပါအယောပါအာရှစီးပွားရေးတမကအီအေအီယူကိုရုရှားနိုင်ငံကဥဆောင်ပြီးပေဒါတို့အာမေးနီးယားကဇက်စတန်နဲ့ကဇစ်စတန်နိုင်ငံတွေနဲ့2025ခုနှစ်မှာဖွဲ့စည်းထားပါတယ်မြန်မာအနေနဲ့ EAEU ဖွဲ့ဝင်နိုင်ငံဖြစ်လာပါကကုန်တွယ်မှုခီးတွားလုပ်ငန်းများ ောက်သမားများလူလလပို့ဆောင်ခြင်းစေပြူရီစေမှုလုပ်ငန်းတွေမှာညီနိုင်လှူဆောင်မှုတို့ရရှိမယ်လို့စီးပွားရေးပညာရှင်တွေကပြောပါတယ်။2023ခုနှစ်စစ်အနာသိမ်းမှုနောက်ပိုင်းစစ်ကောင်စီဟာရုရှားနဲ့နစ်ကတ်တဲ့ဆက်ဆံရေးရှိလာခြင်းကြောင့်အယောပါအာရှစီးပွားရေးတမက EAEU ဖွဲ့ဝင်နိုင်ငံဖြစ်နိုင်ခြင်းရှိတယ်လို့စေပြူရီနဲ့စီးပွားရေးကြံပေးဦးစောမင်းနိုင်ကပြောပါတယ်။ဟို political area တော့ဖြစ်နိုင်ခြင်းရှိတယ်ဆရာ။ဘာကြောင့်လဲဆိုတော့ဒီကျွန်တော်တို့ဒီ2023ဒီရဲ့အနာ ထိန်းတယ်ပြောမလားတိန်းတယ်ပြောမလားမသိဘူးเนาะဒါကတို့ဒေဗစ်ခွင့်ဆိုတယ်လို့ပေါ့အဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပရက်ရှာနဲ့ပုံမှန်ဒီကက်တစစ်ဆန်ရေးတွေရှိလာတာတွေ့ရတယ်ပေါ့เนาะဆိုတော့ဒီနေထိုင်ရဆိုရှင်ဒီအခုလိုမျိုး SSC ရဲ့အာရက်ရှာနဲ့ဒီကက်တစစ်ဆန်ရေးရဆိုလို့ရှိရင်တော့တို့ဒီမြန်မာပြည်ကိုဒီဖွဲ့ဝင်အနေနဲ့လက်ခံပေးဖို့ဆိုတဲ့ဟာကဖြစ်နိုင်ချေရှိရပေါ့เนาะဒါပေါ်တာ political alignment နဲ့အကြည့်တာပေါ့ဆရာ geopolitical partner အနေနဲ့တို့ကဒီမှာဒီကိုစခဲ့စဉ်းစားလာတယ်ပေါ့เนาะအဓိကတော့ geopolitics အရာဒီ Saudi Asia မှာမြန်မာအရေးပါတဲ့နေရာမှာရှိတာပေါ့နော်သူရဲ့ပထမဦးနေထိုင်ရပေါ့လေဆိုတော့ဒီနေရာမှာ America နဲ့ US နဲ့သူတို့ဒီဟိုဟာလေးစစ်စားတဲ့အခါမှာမြန်မာပြည်ကသူတို့အတွက် geopolitical partner အနေနဲ့တော့ရုရှားရှုမြင်နေပေါ့ဒါကြောင့်မလို့တော့ဖြစ်နိုင်ကြေ political အရာတော့ဖြစ်နိုင်နေပေါ့နော်ရုရှားဟာနိုင်ငံတကာရဲ့ကတ်တပ်ပိတ်ဆို့မှုတို့နဲ့ရင်ဆိုင်နေရပြီးမြန်မာနိုင်ငံမှာလည်း EAEU ဖွဲ့ဝင်နိုင်ငံဖြစ်ပါဝင်သွားပါကလက်ရှိစီးရင်ဆွဲနိုင်ငံတကာပိတ်ဆို့မှုတမက အဆိုပါနောက်နိုင်ငံတို့ရဲ့ကတ်တက်ပိတ်ဆို့မှုတွေလည်းရင်ဆိုင်ရနိုင်တယ်လို့ဦးစောမိနိုင်ကဆက်ပြောပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလရက်ဆေးအနာတိတ်မှုနောက်ပိုင်းမြန်မာနိုင်ငံကိုနောက်နိုင်ငံများကကတ်တက်ပိတ်ဆို့မှုတွေလောက်ဆောင်နေပြီးလက်ရှိပြည်တွင်းမှာစီးပွားရေးချစစ်မှုငွေကြေးဖုံးပွားမှု ပြည်တွင်းလက်နက်ကင်ပရိပခဖြစ်ပွားနေမှုစတဲ့အခြေအနေတွေရှိနေချိန်မှာအယောပအာရှစီးပွားရေးတမက EAEU ဖက်နိုင်ငံဖြစ်ဖို့စစ်ကောင်စီကကြိုးပမ်းလျက်ရှိနေပါတယ်။အယောပအာရှစီးပွားရေးတမက EAU ဟာ ဖွဲ့ဝင်နိုင်ငံတွေကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့လူနေမှုအစိတ်အတန်မြင့်တင်နိုင်စေဖို့ရည်ရွယ်ပြီးဖွဲ့စည်းတည်ထောင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။